မောဟဝေရခတိဓမ္မစာရိတဲ့ဓမ္မဟဝေရခတိဓမ္မစာရိဆိုတာကဟဝေစင်စစ်မလွဲမသွေဧကံအမှန်အဖြစ်ဓမ္မဓမ္မစာရိတရားကိုတရားတော်အတိုင်းလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေကိုဓမ္မတရားက ရခတိပြန်ပြီးတော့စောင့်ရှောက်ပါတယ်လောကမှာ အဆောက်အအောင်ကောင်းကိုလိုချင်တဲ့သူတွေဟာတရားတော်ကိုလေးလေးစားစားလိုက်နာကျင့်သုံးခြင်းအဖြစ်အဆောက်အအောင်ကောင်းတယ်ကိုယ်မှာပြည့်စုံပြီလို့ဒီလိုပြောလို့ရတယ်ပေါ့နော်ဒီစကားဒီပါဠိတော်ဒီဘုရားဟောစကားကိုကြည်စင်အဖြစ်ဒါစဉ်တရားတော်ကဥစဉ်ဘယ်လိုစောင့်ရှောက်တာလဲဆိုရင်တရားဆိုတာဥစဉ်တို့ဘာမှလိုအပ်ချက်ချွတ်ရင်ချက်ဆိုတာမရှိဘူးကေဝလပရိပုံနာ ကုန်ပြည့်စုံတယ်။ဘာတွေအတွက်ပြည့်စုံတယ်လဲ။ကောင်းကျိုးချမ်းသာတွေရဖို့အတွက်ပြည့်စုံတယ်။ရသော်ဘုရားရှင်ရဲ့တရားတော်တွေဟာဘဝတိုးတက်ရေးနဲ့ဘဝလွတ်မြောက်ရေးအတွက်များစွာနိပိရိယမျိုးစုံနဲ့ဟောကြားထားတာဖြစ်တယ်။အဲ့တော့ဘဝမှာတိုးတက်ချင်တာကြီးပွားချင်တာချမ်းသာချင်တာပဲဖြစ်ဖြစ်အန္တရာယ်ဆင်းရဲကထမြောက်ခြင်းလို့ခေါ်တဲ့ဘဝလွတ်မြောက်ရေးလမ်းကြောင်းပေါ်ကိုရှောက်လန်းလို့တာပဲဖြစ်ဖြစ်အလုံးအတွက်ပြည့်စုံတယ်ပေါ့ ရားတော်နဲ့လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာအဘယ်လေးပါးကိုမရောက်စေနိုင်ဘူးမကောင်းမှုတွေကိုရှောင်ရှားပြီးသားဖြစ်တဲ့အတွက်ကြောင့်မကောင်းကျိုးတွေလည်းမဖြစ်နိုင်ဘူးအဲကြတော့ဆင်းရဲဒုက္ခနဲ့လည်းဝေးသွားတာပေါ့ဆင်းရဲဒုက္ခတွေမဖြစ်အောင်အဘယ်လေးပါးမရောက်အောင်စောင့်ရှောက်ထားနိုင်တယ်ဆိုတာလိုက်နာကျင့်သုံးကြတဲ့အတွက်ကြောင့်ပဲဒါကိုပဲတရားတော်ကစောင့်ရှောက်တယ်လို့ပြောတာနော် တတော်ပြောတာဒါရမလို့တကယ်လောကမှာအဆောင်ရှောက်ကောင်းအလုံးကြုံဆုံးနော်တန်တရားတစ်လျှောက်ကောင်းမွန်တဲ့အဆောင်ရှောက်ကိုလိုချင်တယ်ကောင်းမွန်တဲ့ကုညီသူကိုလိုချင်တယ်ဆိုရင်တရားတော်အတိုင်းလိုက်နာကျင့်သုံးနိုင်အောင်စူးစမ်းကြဖို့လိုတယ်ပေါ့ဒီတရားလေးကို1989ခုနှစ်နှစ်ဒေါ်လာ5ရက် 2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာကြာဟုတ်တဲ့ဥစဉ်ရဲ့အသက်30ပြည့်30နှစ်ပြည့်မွနစ်ဓမ္မလဆောင်အဖြစ်ညဝေပြလိုက်ပါတယ်